င်္ဂလာပါရှင်။တနင်္လာနေ့ထိုင်းတရေဌာနမနေ့ကတရေအစီအစဉ်ရဲ့မလ22ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်။မနေ့ကမနေ့ပိုင်းမှာကချင်ပြည်နယ်ဖားကန်းမြို့နယ်နတ်မော်ကျေးရွာအနီးကကြောက်စေလိုကွဲမှာနှောကန်ပေါက်ကြပြီးကျေးရွာလမ်းမတွေပေါ်အထိနှောတွေရှမ်းကြလာတယ်လို့သိရပါဗျ။ နမ်းမော်ရွာအနီးမှာကုမ္ပဏီ၃ခုထံမှနဲ့ကြောက်စဲတူးဖော်နေပြီးရှော့နော်တွေရှာကြလာတာကြောင့်လမ်းတွေပိတ်ပြီးဖြတ်တန်းသွားလာဖို့အခက်အခဲဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ23ရက်နေ့ကလည်းဖားကန်းမြို့နယ်စပော့ရွာမှာကြောက်စဲတွင်းဟောင်းတစ်ခုရဲ့နော်ကန်ပေါက်ကျလာကြောင့်ရွာထဲကအိမ်60ခန်းနေမြုပ်ခဲ့ပြီးလူပေါင်းဒါဇင်နဲ့ချီပျောက်ဆုံးခဲ့ရပါတယ်။ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်နေရဆွခွာထွက်ပြေးနေရတဲ့တနင်္သာရီမြို့နယ်ခြောက်လန့်မှုရွာခန့်တွေရွာထဲမှာဆံဝင်ယူတဲ့အချိန်စစ်တပ်ကပစ်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးနှစ်ဦးသေဆုံးခဲ့တယ်လို့နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်မနေ့ကမော်လွယ်နှစ်နာရီခွဲဝန်းကျင်မှာခြောက်လက်မှုရွာပြားတနေရာမှာအသက်35နှစ်ဝန်းကျင်အရွယ်ကိုတောက်ပူနဲ့မမီမဲတို့သေဆုံးခဲ့ပြီး နောက်ထပ်အမျိုးသားနှစ်ဦးလည်းအပြင်းထန်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ အရသာထိခိုက်သိဆိုတာအပြင်ခွေးတကောင်လည်းသိဆုပ်ခတ်ပြီးဆိုင်ကနှစီလည်းပြက်စီးခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအချိန်မရွေးဖြစ်နေတာကြောင့်လွိုက်ကော်စီဆိုင်လမ်းဘန်းကိုပိတ်လိုက်တယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဗျူဟာအမှတ်နှစ်ကအခုလ20ရက်နေ့ရက်စွဲနဲ့ကြေညာထက်ထုတ်ထားပါတယ်။ အဲ့ဒီလမ်းမကြီးတခြားမှာစစ်ကောက်စီကနီလန်ဘုံစုံနဲ့စစ်ရေလှုပ်ရှားမှုတွေရှိနေတဲ့အတွက်အခုလ20ရက်နေ့ကစလို့ရဲအကတ်တပ်မရှိရင်ကြီးရင်ငန်းနဲ့ခရီးသွားလာတာကိုရယီရက်ဆိုင်ထားပြီးလူချုံရေးအတွက်တတိပြုလိုက်နာဖို့ကိုလည်းတိုက်တွန်းထားပါတယ်။လမ်းမင်းပြန်လဲအတိုးပြုနိုင်မဲ့အချိန်နဲ့နေ့ရက်ကိုပြန်လဲအသိပေးသွားမယ်လို့လည်းပြောဆိုထားပါတယ်။ အခုလ12ရက်နေ့မနေ့ကတနင်္သာရီမြို့နယ်ကမ်းလန်းရွာအနီးမိုင်းဆွဲတိုက်ခိုက်ခံရတဲ့စစ်ကောင်စီစစ်ကြောင်းမှာဗိုလ်ကြီးတဦးနဲ့ဒုတက်ချက်တဦးတို့ကြာဆုံးခဲ့တယ်လို့တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတတင်းထုတ်ပြန်ပါတယ်။တရင်သားရီမျိုးဘက်ကနေတေခုံရွာဘက်ကိုဦးတည်ပြီးလာတဲ့စစ်ကောင်စီရင်တန်ရဲ့ရှေ့ပြေချင်းလင်းအဖွဲ့ကိုတရင်သားရီမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကမိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အချိန်စစ်ကောင်စီတပ်ဘက်ကအခုလိုကြာဆုံးခဲ့တာဖြစ်ပါတယ်။ လာမဲ့တကြံကာလာအတွက်ဒဝဲမြို့ဘူချိုကျေရုံအနီးမှာမနေ့ကစပြီးဗဟုတကြံမန်းနဲ့ဆောက်ဆောင်နေပြီလို့မြို့ခံတွေစီကသိရပါဗျ။ကိုဗစ်ကာလာမတိုက်ခဲနှစ်စဉ်တကြံပွဲတော်ရောက်တဲ့အချိန်တိုင်းဒဝဲမြို့အနှံ့မှာမနက်6ခုထက်မနည်းရှိခဲ့ပြီးဆောက်လို့ရေရုံဘူချိုကျေရုံကန္နာလန်ရွှေဝဲတီလီအာကစားကွင်းနဲ့စစ်တပ်တကြံစတဲ့နေရာတွေမှာတကြံမန်းနဲ့ပုံမှန်ဆောက်လို့ရှိပါဗျ။ ဒီနေ့မှာတော့ပိုးချိုကျေးရုံအနေမှာတကြံမန်းနဲ့ဆောက်ဆောင်နေတာဖြစ်ပြီးကျန်တဲ့နေရာတွေမှာတော့မန်းနဲ့ဆောက်ဖို့ပြင်ဆင်နေတာမတွေ့ရသေးဘူးလို့မြို့ခံတွေကဆိုပါတယ်။တနင်္လာရီချိုင်းတရေဌာနရဲ့မနိုင်ခင်တရေအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။